ဖိလပိုင်နိုင်ငံမင်ဒနာအိုဒေတာကိုဒီနေ့မနက်မှာခွနေဒရမလေးမဂနီကျူပြင်းအားရှိတဲ့ငလင်လှုပ်ခတ်ပြီးတဲ့နောက်မှာအာနာပိုင်တွေကဆူနာမီတတိပိတ်ချက်ထုတ်ပြန်လိုက်ပါတယ်။ပထမဆုံးရိုက်ခတ်လာမယ့်ဆူနာမီလိုင်းလုံးတွေဟာဖိလပိုင်စံတော်ချိန်7:43မိနစ်မတိုင်မီမှာရောက်လာမယ်လို့အာနာပိုင်တွေကပြောထားပါတယ်။ဖိစပိတ်ဆူနာမီတတိပိတ်စနာကလည်းဖိလပိုင်ကမ်းရိုးတန်းဒေသတချို့ကိုရိုက်ခတ်မိလိုင်းလုံးတွေဟာစေပေနဲ့အထက်ရှိနိုင်တယ်လို့တတိပိတ်ချက်ထုတ်ပြန်ထားပါရယ် မြို့တော်တာပါအူမှ123ကီလိုမီတာ89မိုင်အကွာမင်ဒါနာအူကျွန်းရဲ့အရှေ့ဘက်ခြမ်းမှာငလင်လှုပ်ခတ်ခဲ့တာဖြစ်ပြီးအပြက်အစီသတင်းတွေနဲ့ပတ်တက်လို့တော့မတိရှိရသေးပါဘူးဖိလစ်ပိုင်မိတောင်နဲ့ငလင်ဘေဒသိပ်ပံကအပြက်သဘောဆောင်တဲ့ဆူနာမီဟာအသက်အန္တရာယ်ကိုချိန်ချောက်နိုင်တဲ့လိုင်းအမြင့်ကြီးတစ်ခုဖြစ်လာမယ်လို့မျှော်လင့်ရပါတယ်လက်ရှိမှာဖိလစ်ပိုင်အရှေ့ဘက်နဲ့တောင်ပိုင်းကမ်းရိုးတန်းဒေသကလူတွေကိုဘေးလွယာရှေ့ပြောင်းဖို့တတိပေးထားပါတယ်လို့ပြောဆိုထားပါတယ် ပြီးခဲ့တဲ့ရက်သက်သက်ဘက်ကစီဘူးပြည်နယ်ဘူဂိုမြို့ကိုပြည်အား၆ဒရမကိုအစဉ်ရှိငလင်လောက်ခတ်ပြီးနောက်၁၀ရက်အကြာမှအင်အားပြင်းငလင်လောက်ခတ်ခဲ့ပြီးလူပေါင်း82ဦးတေဆုံးခဲ့တယ်လို့နောက်ဆက်တွဲငလင်လောက်ခတ်မှုတွေထပ်မံလောက်ခတ်နေစေဖြစ်ပါတယ်ဖိလစ်ပိုင်နိုင်ငံဟာဖိစပိတ်မိကွင်းပေါ်မှာတည်ရှိပြီးနေ့စဉ်ငလင်ပေါင်း၈၀၀ကျော်ကြုံတွေ့နေရတဲ့နိုင်ငံတစ်ခုဖြစ်ပါတယ်။